မင်္ဂလာပါရှင် MD Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာတက္ကသိုလ်ဖုန်းနိုင်ရဲ့တငယ်ချင်းလိုပဲဆက်ရွေးခေါ်မိခိုင်းဆိုတဲ့ဇလန်လေးရဲ့ပိုင်း၁၁ကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်လူဘဝမှာလူငယ်ဘဝပျော်ရွှင်ပွေအကောင်းဆုံးပဲလူငယ်ဘဝမှာចောင်းသားဘဝပျော်ပွေအကောင်းဆုံးဖြစ်တယ်ចောင်းသားဘဝမှာတက္ကသိုလ်ចောင်းသားဘဝပျော်ပွေအကောင်းဆုံးပဲတက္ကသိုလ်ចောင်းသားမျိုးစုံရှိတယ်အချို့ကသပင်းစုပ်ပွား မျက်မှန်ခိုင်းထူတက်ပြီးစောက်ထူခိုင်းပြီးတော့လူလောကကိုမှုန်တီတီကြည့်ပြီးစိတ်တွင်းမှာအစဉ်တပုံထနေတဲ့သူတွေအကျိုးအားစောင်းနဲ့မျက်နှာခဏပြည့်ရင်လူဘဝနဲ့အဆက်ပြတ်ပြီးကြီးမန်းချက်တွေတွေပြတ်တော်မယ်လို့ထင်နေကြတဲ့စာကြပိုးဖူးကုတ်ချောင်းတွေဖြစ်ကြတယ်အကျိုးအားအင်းနီဝါလာနဲ့တက္ကသိုလ်လာရတာကိုပျော်ဝဲစားထွက်တယ်လားထင်မှတ်မှနေကြတယ်လူရှင်လူပွေလူနောက်လူပေါ့တွေဖြစ်ကြတယ်အကျိုးအားအဝေးစားမောကြွားပြီးမင်းသားရှင်ဝဟန်ရင်းလှုပ်စွာပန်းမာလာတွေချာ ဝိယီစုပ်ဖို့ပြန်ကလွှားကြတဲ့ဗရုံးလိပ်ပြားလေးပမာចောင်းသူတကာကိုရှေ့ဝဲပြီးချင်းရင်တွဲပြီးလိရင်ဆွဲတဲ့တဲ့လူလဲလူရဲလူခဲတွေဖြစ်ကြတယ်။ကြပြားနဲ့တပုံဂီတနဲ့တမျိုးမိုးရွာရင်ဆွေး၍စောင်းတန်ရင်လွှမ်းပြီးနှွေကျွမ်းကငိုတတ်တဲ့စိတ်ကူးရင်အမှုပညာသမားတွေလူပြော့လူနှုံတွေလည်းရှိကြတယ်။အားကစားရှုံတွေမှာအလေးတွေတဝုံဝုံမနိုင်သမျှစံမွေးဝဲတပုံပုံကြတဲ့အားကစားကွင်းမှာစံချိန်ကျိုးအောင်အမြင့်ခုန်နိုင်ပြီမြင့် နေ့စဉ်ဥပစာတန်းကိုမလွတ်နိုင်နဲ့အင်းရကံကိုလက်ပြေကူးနိုင်ပေမယ့်စံမီဝဲပင်လယ်မှာစနကစက်ခင်းနေရတဲ့အာကစားသမားတွေလည်းရှိတယ်။အများစုကတော့ကြောင်မမတက်စာချက်ချင်းစာချက်ပြီးကစားချင်းကစားပြီးပျော်စရာရှိနေပျော်ရက်တဲ့သူလူငါလူကြောင်သားတွေဖြစ်ကြတယ်။ကျွန်တော်ကသူလူငါလူကြောင်သားတူဖြစ်ပါတယ်။ဖြစ်အောင်လည်းကြိုးစားနေတယ်။ဘိုင်းဟူထိုင်ကိုလို့စာစုရှိနေတဲ့အတိုင်းကျွန်တော်ဘာသာတွေရခက်ခဲလို့တမ်းမလို့ရဲစာချက်မပြည့်ရဲ ဒါပေမဲ့စာချုပ်တက်တက်ကြီးနှုတ်နေရမဟုတ်တက္ကသိုလ်လှိလောတင်းဝင်ပြီးလှိလောကျင့်နေအစာနည်းစုံရှိတဲ့နဲ့လှိလောရခြင်းဟကိုယ်နဲ့အညောင်းညာပြည့်ယုံမကအချင်းချင်းစီနှုံညီညွတ်ရခြင်းစီကံရိုတင်ရခြင်းခေါင်းဆောင်ရဲ့အမိန့်ကိုနာခံတတ်ခြင်းစတဲ့ဘဝမှာတန်ဖိုးကြီးတဲ့လေးချိန်ငန်းကိုပိုင်ရှာလို့ကျွန်တော်အထူးနှစ်သက်တယ်အကစားတာမကကျွန်တော်ကျွန်တော်တို့ကျောင်းဆောင်ကိုကူစားပြုတဲ့စကရေနူပွဲတို့မှာဝင်နှွေးတယ်အဖော်ကောင်းရဲ့ပမောက္ခအိမ်တွင်နေဝိနာမီယာမှာရှိတဲ့ တွင်းဝုံအိမ်တွေမှာ PNU လိုက်တီးတဲ့အခါတီးရင်တနည်းအားဖြင့်ပျော်ပွေကောင်းတဲ့တက္ကသိုလ်ကျောင်းသားဘဝကိုကျွန်တော်ပြေဝခံစားနေခြင်းဖြစ်တယ်။ကျောင်းအလို့အလုံးမရှိရင်မိငါတို့မှာရှိတဲ့ကုကူနဲ့မြိုင်တို့ထံသွားနေတဲ့အခါသွားတယ်။ခိုင်တို့စီနေတဲ့အခါလဲတယ်။ဒီချိန်ကုကူကမေတာစစ်မှရှိတယ်။ကပ္ပစံချိန်မီတက်မတော်ကြီးကိုဖွဲ့စည်းတီထောင်စဖြစ်လို့အလုပ်ပင်ပန်းနေ။ဒါပေမဲ့ထာဝရစင်ပြုံးပန်းစင်ပြီးတိမ်မှုဝတ္တရားတွေနဲ့လင်သားကိုပြုစုယူရဖို့တာဝန်ကြီးတဲ့ စစ်စနီးမြိုင်ကြောင့်ပင်မမှုပမာပြုတ်နိုင်မှာမဟုတ်ခုခုမှစစ်ကြေးကားပြင်ကိုပိုင်အော့စတင်မျိုးစားကားနဲ့လေးတစ်စီးရှိတယ်တနင်္ဂနွေနေ့ဒီမှာကားနဲ့လေးကိုယူပြီးကျွန်တော်ခိုင်တို့အိမ်ကိုသွားလေးရှိတယ်ခိုင်နိုင်နဲ့တခါတည်းကြိုက်ဝဲခေါ်ပြီးရုပ်ရှင်ကြည့်တဲ့အခါကြည့်တယ်ကျွန်တော်တို့နဲ့ငိမ့်မောင်ကလိုက်တဲ့အခါလိုက်ပြီးမလိုက်တဲ့အခါမလိုက်ဘလို့ပဲဖြစ်စေငိမ့်မောင်ကလှိုက်လိုက်လေးလေးမရှင်လှတာကိုကျွန်တော်သတိပြုမိတယ်ငိမ့်မောင်ဖခင်ရဲ့စီးပွားရေးလုပ်ငန်းမကောင်းလားတကယ်တူငိမ့်မောင်က စီကံကြည့်ပြီးညနေထားတင်းနဲ့အတော်နဲ့ဦးလေးတို့အိမ်ကတက်နေရတယ်။မင်းမောင်တို့အိမ်မှာကျွန်တော်တို့လမ်းပေါ်မှာရှိတယ်။ပိန်းနေတဲ့တရက်ပင်တွေအရှိတ်ကြောင့်ကျွင်းရင်ကုတ်ကုတ်လေးကမောင်မဲမဲစိတ်တုံးတုံးရှိတယ်။မင်းမောင်ရဲ့ဦးလေးကစီပင်တရားကြီးရှုံးကရုံးအောင်စီရင်ဖြစ်တယ်။မင်းမောင်ရဲ့ပြောပြချက်အရငင်းပွဲမမှန်သွားပြီးအရက်မူးလာရင်တန်လို့စူပူချိန်မောင်းနေတတ်တယ်လို့ဆိုတယ်။ဦးလေးဆိုပေမဲ့မင်းမောင်နဲ့သွေးဆက်တာမဟုတ်တော့ယောက်ျားဖြစ်တယ်။မင်းမောင်ရဲ့အတော်ကလင်ကြောက်ရတယ်လို့ သူ့ဘာသာသူလေးညနေချာမှုန်တီးပြီးစေးနေသည်မညူစုနေတတ်တဲ့မိမကြီးဖြစ်တယ်။ကျွန်တော်တငယ်ချင်းညိမ့်မောင်ဘဝစရရမလွတ်လပ်မပြေဝခဲ့ရှာတဲ့ညိမ့်မောင်ငယ်စဉ်ကနေအတော်ကြီးတဲ့အထိတနခါလိမ့်ပြီးကြောက်တရတဲ့အတိုင်မိဘကိုကြောက်ရတဲ့ညိမ့်မောင်သူ့နာမည်ကညိမ့်မောင်ဖြစ်ပေမယ့်သူ့ဘဝမငိမ့်ရှာမငိမ့်သောမောင်ဖြစ်ပါလေ။အခုကိုလေးចောင်းသားဖြစ်တဲ့အထိညူစုတဲ့အတော်ညီနမရစ်ထုတ်ကြည့်ဦးလေးတို့လက်အောက်မှာ ကိုကိုယူယူနေရရှာတယ်။သူ့အိမ်သွားလေရတာစိတ်ချင်းကြုတ်ပွဲပဲ။စကားတူတူပြောရတယ်။ရှုံတော့ပြောင်းစပြီးလေးလာဝလာရီခွင့်မရှိ။ကျွန်တော်ငိမ့်မောင်တို့အိမ်ကိုတစ်ခေါက်လိုက်လေပြီးတာစပြီးနောက်ထပ်ဘယ်တော့မှမသွားတော့ဘူး။ငိမ့်မောင်တွေ့ချင်းခိုင်တို့အိမ်မဲသွားရတယ်။ငိမ့်မောင်ကလည်းခိုင်တို့အိမ်မှာအားလက်တိုင်းရှိနေတတ်တယ်။လွတ်လပ်သဘောကောင်းတဲ့ခိုင်တို့အိမ်ဟာငိမ့်မောင်အတွက်ကန္နာရအလျာအိုးအေးစင်လေးဖြစ်နေလားမပြောတတ်။ဒါမှမဟုတ်အခြားအကြောင်းရှိနေမှမပြောတတ်။ ငိမ့်မောင်မရှိမပြရှိခြင်းနဲ့ဘေလိစံနဲ့စကားတွေပြောတတ်တာဒီဖော်ပြခဲ့တဲ့ဘဝပေးအကြောင်းတရားတို့ကြောင့်ဖြစ်တယ်လို့ကျွန်တော်အမှုမဲ့အမှတ်မဲ့တွေးထင်မိတယ်။ခိုင်တို့အိမ်ကတော့လွတ်လပ်လွန်အားကြီးတယ်။ဒေါနရှင်ကပင်ကိုအားဖြင့်သဘောကောင်းပြီးအေးချမ်းသူဖြစ်တယ်။ဦးမြဘူကကျိန်ပလက်ကလည်းထိုင်ပေါ်မှာမလုံနိုင်မရှက်နိုင်တဲ့လူမမာကြီး။ကျန်ရလေးစာအုပ်နဲ့ပရိပဲအဖို့ပြုတ်နေတဲ့ပြုတ်မကြီးနာတည်ရဲ့လောကကိုခက်ဖဲဖဲနေတဲ့တကူရဲသမားဖြစ်တယ်။ ခိုင်တို့အိမ်မှာယောက်ျားလေးတွေအစင်တွေ့ရတတ်တယ်။အပြိုကျောင်းလို့ရှိရာလူပြိုလာတဲ့တာမဆန်းဒါပေမဲ့ကျွန်ုပ်စိတ်အတွင်းမှာလူပြိုလာလုံးအားကြီးတယ်ထင်မိတယ်။အားလုံးလုံးလုံးမှလည်းခိုင်ဧည့်သည်လိုဖြစ်နေပြန်တယ်။တလားတစ်ခါနှစ်ခါမြိုင်လာမှတိန်လုံးမီးသေးပြီးဧည့်သည်လေးရှင်းတတ်တယ်။ခိုင်တို့အိမ်မှာမမှန်တွေ့နေရတဲ့ယောက်ျားလေးနှစ်ဦးကငိမ့်မောင်နဲ့တင်မောင်ညွတ်ဖြစ်တယ်။ငိမ့်မောင်ကခြံတွင်းတစ်ပင်အောင်မှာကလက်ထိုင်တလုံးနဲ့ထိုင်နေတတ်ပြီးမြင်တင်မောင်ညွတ်ကိုဧကန်းမှာ ခိုင်တဲ့အစဉ်ပူပူကဲကဲစကားပြောနေလေးရှိရာတွေ့ရတယ်။အစတော့တင်မောင်ညို့ကိုကျွန်တော်လေးလေးနက်နက်မတွေ့မိ။ဒီရွယ်ဒီအတမျိုးကကုထက်ကြီးရဲ့မင်းမပြိုတွေကိုတိုက်တက်တယ်။တင်မောင်ညို့ကခိုင်ကိုကြိုက်နေရသေးကြတယ်။လူငယ်တယောက်အနေနဲ့မိမတူကိုကြိုက်ခွင့်ရှိတယ်။ကြိုက်တဲ့မိမအပြိုဖြစ်ရင်ပူပန်းနိုင်ခွင့်လည်းရှိတယ်။ဒီအခွင့်အရေးကတဘာဝပေးထားရဲ့အခွင့်အရေးပဲ။နှလုံးသားကလည်းဘယ်တော့ခါမှလွတ်လပ်ဆုံးရှုံးခံမှာမဟုတ်တဲ့ခွင့်အရေးတွေပဲ။ခံရပြန်ကြိုက်နေရလား မကြိုက်ဘူးလားတော့ကျွန်တော်မသိသိဖို့လည်းမလိုဘူးထင်တယ်သိလို့လည်းစိတ်ဒစအခြေအနေမှလည်းကျွန်တော်မရှိသေးဒီနောကမှာမိမရလွင့်ရင်တန်ရောစင်အရှိဆုံးမိမသားတူကိုပြပါဆိုရင်ယူသားစွာနဲ့ခန့်ကိုပဲကျွန်တော်ပြရမယ်ဒါပေမဲ့ကျွန်တော်တန်ရောစင်ရဲ့တဘာဝတိမ်နဲ့ကိုကျွန်တော်တကြိမ်မှမသုံးသက်မလိလာဘူးသုံးသက်လိလာဖို့လေအချိန်စောလွန်သေးရဲ့ထင်တယ်ကျွန်တော်မှကျွန်တော်ចောင်းစားကျွန်တော်ဘဝရည်ရွယ်ချက်တွေရှိနေတော့တန်ရောစင်ရေးရရရ သေးဖွဲ့တဲ့အောင်ဖြစ်နေတယ်။ဘလို့ပဲဖြစ်ပါစေခံရကျွန်တော်တငယ်ချင်းဖြစ်တယ်။ခိုင်မာပိုင်ဆိုင်သူမရှိမချင်းဒါမှမဟုတ်ပိုင်ဆိုင်ခွင့်ကိုကြီးညာနိုင်သူမရှိမချင်းခံရကျွန်တော်မိခိုင်သာဖြစ်နေတယ်။ခိုင်ကိုကျွန်တော်ကမိခိုင်ဖြစ်တာမြင်နေမိခိုင်ဖြစ်တဲ့လွန်လို့လေဘာမှမမြင်မိသေး။တခြားယောက်ျားလေးတွေနဲ့တဘူးရွဲ့ရွဲ့နေုံနဲ့ကျွန်တော်ရဲ့သဘောပြမှုအကြောင်းမရှိခိုင်နဲ့တဘူးရွဲ့ရွဲ့နေတဲ့ကျွန်တော်ကတခြားသူကြမှာကံကွယ်ရလာအောင် ကျွန်တော်သဘောထားမသိတတ်သေး။ခိုင်ပေါ်ကျွန်တော်ကဒီလိုသဘောထားပြီးဒီလိုမြင်ပေမယ့်အချမ်းအမြင်ရှိသူတို့ကအမျိုးမျိုးပြောလာတယ်။ကျွန်တော်နဲ့အတန်းတူတူတက်ပြီးလက်တွေသိပ်ပံလေးချိန်ခန်းအုပ်စုအတူကြတဲ့ကုမိဟန်လို့ခေါ်တဲ့ចောင်းသားတူရှိတယ်။ကုမိဟန်တည်ကြည်ပြီးစတော်တာကြောင့်ကျွန်တော်နဲ့သင်္ကန်းစာကိုဆွေးနွေးဖို့ဆွေးနွေးပဲဖြစ်တယ်။တခါတည်းကျွန်တော်ခန်းမှာလာအိတ်တက်သူလည်းဖြစ်တယ်။ကျွန်တော်လိုပဲတက်မတော်ပူပေါင်းတူဖြစ်တယ်။တနေ့ကနေတနေ့ကျွန်တော်ခိုင်နှိုင်းလို့နဲ့အတူ လေဒီယန်ရုံမှာရုပ်ရှင်သွားကြည့်တယ်။ကြိုင်နဲ့ငိမ့်မှမပါရုပ်ရှင်အပြီးရုံအမှကုမိဟန်နဲ့သွားတူတယ်။ကုမိဟန်ကျွန်တော်နှုတ်ဆက်ရာနေခိုင်ကိုမြင်သွားတယ်။ရုပ်တရက်အန်အိုဟန်ပြပြီးခိုင်ကိုပါနှုတ်ဆက်တယ်။ခိုင်ကပြန်နှုတ်ဆက်ပြီးမယ်။အနေငယ်ချောက်ချောက်ကြားကြားနိုင်တယ်။ကားပေါ်အရောက်မှာကျွန်တော်ခိုင်ကိုမေးတယ်။ကုမိဟန်နဲ့ခိုင်တိလား။ခန္ဓာတန်ငယ်ဆုပ်ဆုပ်ဆိုင်ဆိုင်ဖြစ်သွားပြီးတဲ့နောက်မပွင့်တပွင့်ဖြစ်တယ်။သိပါတယ်။နှာရွတ်လက်ဆောင်ဝင်ဖြည့်ဆွတ်တယ် တိတာပေါ့နိုင်တို့ကျောင်းမှာဥက္ကဋ္ဌလောက်သွားတဲ့လူကြီးအားရပူးကြတယ်နိုင်စကားမဆုံးရခံရပြက်မိတယ်မောင်နှစ်ကိုမြင်ရခင်လာအားရခင်နေခိုင်းခုအတန်းတူလို့ပြီးတော့သူလဲတက်မတော်သားအောင်တူပဲဘာဖြစ်လို့လဲခံရဘာမှမဖြစ်ပါဘူးဒီလိုဆိုပေမဲ့လိုင်ရကွန့်နေဘာဖြစ်မလဲမမခိုင်နေဒီလူကြီးကတဲ့မှမတဲ့ပဲဘာကြမသိခိုင်းဒေါသလေးမထွက်စဘူးလိုင်ကိုလှမ်းမှန်နေလိုင်အားရချက်ပြောနေရလား ကျွန်တော်ရင်မောရတယ်။ကုမြဟန်လူကောင်းမှာအဲထင်ရစုပြီးတော့တစောက်ကန်းတော့ပြောရတယ်။ခိုင်အဲ့ဒီညက်နေရတလန်းလုံးငိန်လိုက်လာတယ်။နောက်တနေ့ယူပဗေဒတန်းပြီးမှကုမြဟန်နဲ့တွေ့တယ်။သူကပဲစမိတယ်။ကုမမခမရဒီခိုင်ဆိုရဲ့ကောင်းမလေးနဲ့ဘနုလို့တွေးမိရလဲ။သူ့အတမှာမကြည်နဲ့ဟန်ပါလို့ကျွန်တော်အံဝန်းစွာပြန်မေးမိတယ်။ဘာဖြစ်လို့လဲ။ခိုင်ကကျွန်တော်တငယ်ချင်းပဲ။ဘယ်လိုတငယ်ချင်းဖြစ်လိုက်ကြရလဲ။ငငယ်လေးရပဲ။စစ်ဖြစ်လို့ကွဲသွားကြတာ။ သူ့မမြန်ရကျွန်တော်ကိုကိုရဲ့ဇနီးပဲဟာဖះကြီးခမ်းရဘူမှုထုံးအောင်ရခဲ့မှာခမ ्या တငေချင်းမျက်စောဖះဒီပေါင်းခမ ्या ဖះကြီးပါတပြီးဘာဖြစ်နေရလဲကိုမြန်စိတ်ပြန့်ရခေါင်းခါရင်ဒီနောက်မျက်နှာတီးကြည်စွာနဲ့ဆိုရယ်ခမ ्या စိတ်မဆိုးနဲ့ဒီကောင်မလေးဟာနည်းနည်းမှကောင်းတဲ့ကောင်မလေးမဟုတ်ဘူးကျွန်တော်တော့တဲတယ်ပဲပြောရတယ်ခိုင်မကောင်းဘူးဘာကြောင့်လဲမိကလေးတည်းကမကောင်းဘူးဆိုတာဘာဖြစ်ရမလဲကြီးစားများတယ်မျက်နှာများတယ်ဒါပဲပေါ့ ျွန်တော်ကျွန်တော်နားကိုကျွန်တော်မယုံမိကူမြန်ပြင်လို့သာနားထောင်နေရတယ်အခြားသူဆိုရင်စွဲထိုးမိမလားမပြောတဲ့ကျွန်တော်ငိုင်းနေတဲ့ချိန်ကူမြန်ဆက်ပြောတယ်တော်ရုံတန်ရုံဆိုကျွန်တော်မပြောကျွန်တော်ဥက္ကဋ္ဌလုပ်တဲ့နေ့ကတောင်းသားချင်းဓာတ်ထုမှုဖြစ်တယ်ဒီကမာလေးကြောင့်ဩဒါနဲ့ခမရငိမ့်မောင်နဲ့လည်းခင်သားပဲသူမပြောပြဘူးလားဟင်အင်းလေးဘယ်ပြောမလဲဒီကောင်လေးနွားပဲနွားမှနွားစစ်ဟာ sorry ဗျာကျွန်တော်ဒါမပြောထိုက်ပါဘူး ကိုမြင့်ရံပါဇက်ပိတ်သွားတယ်။ကျွန်တော်လည်းစက်မမေးတော့။နောက်တနင်္ဂနွေမှာလီလော်အသင်းမှလေ့ကျင့်ခန်းရှိလို့ခိုင်တို့စီမရောက်ဘူး။တပတ်ကျော်မှလည်းညနေဆောင်မှရောက်သွားတယ်။ပထမဆုံးကျွန်တော်မမျော်လင့်နဲ့ကြုံရတာခြံအတွင်းကဆွေးမြေ့ဖြင်းလေးစွာပေါ်ထွက်နေတဲ့စောင်းတံပဲ။ဒုတိယအိမ်တွင်းမှတွေ့နေကြတင်မောင်ညို့စတာမမြင်ရဘူး။ယူစနယုံပေးမှမေးမောင်ထိုင်နေကြနေရမှာထိုင်နေတယ်ကျွန်တော်ခြံအတွင်းစင်းခဲ့တယ်မေးမောင်နဲ့အတန်ဝေးရဲ့ခြံနောက်မှာမြင်ရတဲ့အာယုံကြောင့် ျွန်တော်ခြေနှမ်းရက်ပြီးခဏငေးကြည့်မိတယ်။ဒီစီမှာနှောင်းစပယ်တို့မှုန်းမွေးကြအောင်ပွင့်လန်းနေတယ်။ပန်းမင်တန်းလေးရှိတယ်။စပယ်ဖြူပင်တန်းအနီးခုံရှိတစ်ခုထက်မှာစစ်တုပ်ထိုင်ရင်းခန်းရစောင်းကောက်လေးတစ်လက်ကိုညင်ညင်သာသာတီးနေတယ်။လူလူလေးစုံကြီးရဲ့တေးတံကိုလည်းကြားရတယ်။ကျွန်တော်ခိုင်နီးကိုချင်းကပ်သွားတယ်။ခိုင်မျက်တောင်ကိုရီလှမ်းပြီးတချမ်းမော့ကြည့်တယ်။မျက်နှာလေးကပြုံးမဲမဲဖြစ်ပြီးတချင်းကိုဆက်ဆူတီးနေတယ်။ကျွန်တော်ခုံးတစ်ဖက်ဆုံးမဝင်ထိုင်ပြီး တချင်းကိုငိန်သက်စွာနားထောင်မိတယ်။စီစာမှာဝါဝင်းနဲ့ခိုင်သားရီကရှုံးလန့်နေတယ်။နောက်ထုံးကိုတပတ်ပြေးပြီးချထားတဲ့သပင်ကသွေရှင်းတဲ့လေတံရနေခွေးပက်ပြီးရင်ခွင်စီကျဆင်းနေတယ်။နှာခမ်းပါးတွေကလှုပ်ရှားနေတဲ့အချိန်မျက်နှာပြားတွေမှာမျက်ရည်ဝဲလို့ဒီများများအရောင်တွေမိန်တချီဝင်းတလဲပေါ်ထွက်နေတယ်။ခေါင်းထက်မှလည်းသပယ်တကုံးကိုကပိုးကယူပန်းစင်ထားတယ်။ဒီအသွင်ဒီအသေးဒီအလှဒီဘဝကိုကြည့်ရင် ကိုမြင့်ဟန်ပြောခဲ့တဲ့စကားတွေကိုမယုံမိမယုံလို့မယုံပြရစေနဲ့ကျွန်တော်ရင်မှာမလှုပ်ရှားစဘူးလှုပ်ရှားနေတယ်ကြည်နူးမှုနဲ့ဝမ်းနည်းမှုတွေရောရှက်နေတယ်တခြင်းဆုံးသွားတဲ့ခံရစောင်းဝအခန်းထောက်ပေါ်မှာတရိုတသေးတင်ထားပြီးကျွန်တော်နုညံ့စွာလှမ်းကြည့်တယ်သိမ့်နားထောင်ကောင်းတာပဲခိုင်မမျော်လင့်မဲကြုံရတာမို့ခိုင်မဟုတ်ရဲ့လားဥစ္စာဆောင်မလေးခင်မြန်များဖြစ်နေမလားလို့မောင်ထင်မိတာခိုင်ရပြုံးနေတယ် အပြုံးမှဆွေးဆွေးမြေ့မြေ့နိုင်နေ။ခိုင်စောင်းကောက်တီးတဲ့တာမောင်ဘာလို့မပြောတာလဲ။ပြောမလို့ပဲလေ။စကားလည်းမဆက်ဘူး။ပြီးတော့ဆက်မိပြန်ရင်မောင်ကတီးခိုင်းအောင်မေ။ဟိုတလောကခိုင်ဘာမှတီးကျင်စိမ့်မရှိနို။ဘာလို့မရှိရလဲ။ခိုင်ကမေပြုံးနေဆိုတယ်။မောင်စီခိုင်ရေးထားဘူးသားပဲ။ရန်ကုန်ကစိတ်ပြတ်ဖို့ကောင်းတယ်လို့ဂီတနဲ့ရန်ကုန်ကမတမ်းပါဘူး။တဲ့နှလုံးရှိရမြို့မှာမဟုတ်ပဲခိုင်စကားတောင်ကျွန်တော်ထိတ်ငံ့သွားတယ်။အိုး ခိုင်ပါရီပြောနေရတယ်။ခိုင်ကသူ့ဘာသာဘာသဘောကြတယ်မသိ။ရှီမောတယ်။ဒီနောက်ရုတ်တရက်ကောက်မိတယ်။ဘောင်းကုမြင့်ဟန်ရခိုင်ကြောင့်ဘာရီပြောလဲ။ကျွန်တော်အငိုက်မိသွားတယ်။ချက်ချင်းပြန်မဖြေနိုင်။ပြောလေမောင်။အိုးမပြောပါဘူး။ဘာဘာလို့လဲ။ခိုင်ရေးပြန်တယ်။ဘာလို့မညာတပင်ညာရတာလဲမောင်။ခိုင်ကလည်းမောင်မညာပါဘူး။မောင်ညာပါတယ်။ကဲလေခိုင်ရပဲပြောပြပါမယ်။ကုမြင့်ဟန်ပြောတယ်။ခိုင်မရေးစားများတယ် ညနာများတယ်ခိုင်းရမကောင်းဟုတ်တယ်မို့လားဒါကြောင့်ခိုင်းဒါရီပြောရလေကုမိဟာပြောအောင်တော့မောင်ဝဲရှုံရမလားဒါဖြင့်ခိုင်းရဝန်ခံရောမောင်ရှုံမလားခိုင်းစကားကြောင့်ကျွန်တော်ဘာပြန်ပြောရမှမသိဘူးခိုင်းနောက်နေရလားစူးစမ်းမိတယ်ဒီအချိန်ငိမ့်မောင်ကကျွန်တော်တို့နားကက်လာလို့ခိုင်းရလှမ်းပြောတယ်ငိမ့်မောင်ရေကုမိဟန်ပြောတာမောင်ဝဲမရှုံဘူးတဲ့ရှုံအောင်ပြောပြလိုက်ပါဦးငိမ့်မောင်ခိုင်းကိုတစ်ချက်မျက်မှောင်ကြုတ်ကြည့်တယ် လေတံပြုတ်ပြီမြင့်တားရဲ့စကားကိုစိုးတယ်။မဟုတ်တာရင်ဘာလို့ပြောရတာလဲခိုင်း။အလကစိတ်မချမ်းသာစရာ။ငိမ့်မောင်ရဲ့မှိုင်းနေတဲ့မျက်နှာမှုန့်နေတယ်။ခိုင်းကငိမ့်မောင်ကိုစိုက်ကြည့်နေတယ်။ငိမ့်မောင်ကျွန်တော်ပဲလှည့်ရှင်းပြတယ်။လူတွေကအဆူဆွဲတိတ်နေတယ်တငယ်ချင်း။ခိုင်းကလည်းအာရုံရွှဲတဲ့တယ်။ခိုင်မကောင်းခိုင်မျက်လုံးတွေငိမ့်မောင်စီစိုက်လျက်သားရှိတယ်။ဒီမျက်လုံးတွေမှာကျွန်တော်နားမလဲတဲ့ညှို့တဲ့တမျိုးပါတယ်ထင်တယ်။ကျွန်တော်ကနှစ်ဦးလုံးကိုမကြည့်နဲ့။ဘာအောင်မကြည့်နဲ့မှန်းလည်းမသိဘူး။ ကြိုင်တဲ့လှိုင်ခြံတွင်းကိုဆင်းလာလို့ကျွန်တော်တို့စကားပြတ်သွားတယ်။လှိုင်ရကျွန်တော်ရဲ့လက်မောင်းတွေကိုဆွဲကင်လှုပ်ရမ်းပြီးရန်တွေ့တယ်။ကုကုမကောင်းပြီးခဲ့တဲ့ပတ်စာဘာလို့မလာလဲ။လှိုင်ရ Rainbow Island ကကြည်ကြံလို့စောင့်နေတာ။တိတ်ဆိုတဲ့ကုကုမောင်း။ဩလှိုင်ရလေကုကုမအားလို့ပါ။ပုဂ္ဂလဲဆင်းနေရလို့လှိုင်ရလက်ညိုးလေးချိုးပြီးစစ်ဆေးဟန်မိတယ်။ဒါဖြင့်ကုကုအင်းရသွားနေရပေါ့။ဟုတ်တယ်လေ။ဟုတ်ပေါ်ပြီ။တခါလေးပေါ်တာပဲ။အင်းရဆိုမိကလေးဆောင်ပြောတာ။ပြောသူနဲ့သွားတွေ့ရလဲ။ ကျွန်တော်သဘောကျပြီးရှိတယ်။လမ်းရတာကျွန်တော်လက်မအောင်မနာအောင်လိမ့်ဆွဲတယ်။ကြံရခိုင်းကိုလှမ်းတောင်းမှန်တယ်။တော်ပဲမောင်ရှိတော့ခိုင်းငတန်ဒီတောင်တီးပါလား။မောင်ဆူပြီးနော်။လမ်းရနှကောင်းရှုံပြီးတော့ဝင်းဝေးပန်းတယ်။ဟမ်မမကြံရလေမေတီနာရှင်တဲ့ချင်းကိုကိုအခုတစ္ဆာဆိုပါ။ခိုင်းကကျွန်တော်ကိုလှမ်းကြည့်တယ်။ကဲခိုင်းကြည့်ပါ။မောင်ကြားရတဲ့ချင်းဆိုမယ်။ငတန်ဒီတောင်ငကိုတစ္ဆာတို့မှာအလိုက်သွားတူပြီးစားသားကွဲတဲ့ပက်ပြိုးတွေဖြစ်တယ်။ နတန်ဒီတော်ကနိဗ္ဗာန်တည်းငကိုတစ္ဆာတစ္ဆာတိုင်ဒိဗေတောင်းနှင်းမြောက်ချားတယ်အကြအလိုက်သွားတူမှာဘုံမွဲ့တန်ဖြစ်ပြီးတော့စောင်းပွဲပြီလွမ်းဘက်ကတော့နင်းငယ်ဆိုင်နေခံရအောင်ပြန်တန်စင်ကိုစမ်းပြီးပပျိုးတွက်ခင်းပြီးတယ်ကျွန်တော်ဆူရတယ်မတီးမဆူရတာကြတော့အခုဆူရတာအရသာရှိနေတယ်ပပျိုးကိုစောင်းနေဆူရတာဘလူးလူးတက်ဝင်လာတယ်နေဝင်လို့လှထွက်ခဲ့ပြီးဖြစ်တဲ့ဘုံနောက်ညကောင်းကင်ပြင်ကိုငေးရင်းနားထောင်နေတဲ့ချိန် တွေးနေချင်နေရရှိရဲ့ကြိုက်ကိုမြင်ရတာလွန်ခဲ့တဲ့ကိုးနှစ်ကျော်ကလာတာတာညတညကိုပြန်အောင်မွေးပွဲရပဲအဲ့ဒီညခိုင်တို့အိမ်ကပြန်လာတော့ဘာကြောင့်မသိကျွန်တော်ရင်မှာဆွေးဆွေးမြေးမြေးရှိနေတယ်ကျွန်တော်ဘေးမှာငိမ့်မောင်ကလည်းပထဝီကတိုင်းစင်မြန်းလာတဲ့ဟန်ရေပြင်ကိုမမိတ်မတုံကြည့်ရင်လိုက်ပါလာတယ်တိတ်ဆိတ်ချင်းကိုကျွန်တော်စတင်ဖြိုခွင်းနေဒီညမှာငါမယုံကျင်တာရုံလိုက်ရရင်ငိမ့်မောင်ရုံလိုက်ရရင်ဆိုပေမဲ့ငါစိတ်ထဲမှာမချမ်းသာဘူး နေမဝန်ရှိတယ်။လေချောင်းနဲ့ရင်နဲ့ပဲရှိတယ်။ဒီနောက်ပြီးတော့မှဆန်စွာပြောတယ်။မယုံကျင်တာရှုံလိုက်ရတယ်။ဒီစကားကိုသိကြိုက်တယ်တကယ်ချင်း။လူဘဝဆိုတာများသောအားဖြင့်မယုံကျင်တာကိုရှုံနေရပဲ။တနည်းအားဖြင့်တော့လေဖြစ်နေတာမဖြစ်လို့မြင်ပြီးမဖြစ်တာကိုလေဖြစ်လာလေးမှလို့လှည့်စနေရခြင်းပဲ။ဒီပညာမှမတက်ရင်လေဘဝကိုဘသူမှခံနိုင်ရှိမှာမဟုတ်ဘူး။ကျွန်တော်ငိမ့်မောင်လှည့်ကြည့်မိတယ်။ခံ냐อยู่မကလေးနဲ့တဲ့သူ့စကားကြောင့် အထမဆုံးသူ့အထင်ကြီးမိခြင်းပဲမိမောင်မိရဲ့စကားကိုဒီတခါတော့ဘေဟိလိလူကမခေါ်ခြင်းဦးတငယ်ချင်းဒါပေမဲ့မိကုန်းတစ်ခုတော့ပြန်ထုတ်ခြင်းလေမယုံနာဘူးယုံရတာဘဝတမတားဆိုတာအခုငါမယုံကျင်တာတွေကအမှန်တွေပေါ့ဟုတ်လားမိမောင်ကခေါင်းခါပြီးဒီလိုတော့မဟုတ်ဘူးတငယ်ချင်းလူတွေကဘာကြောင့်အမှားနဲ့အမှန်ဆိုတာကိုအလွယ်တကူဆုံးဖြတ်သိကျင်အောင်စောင့်နေကြလေသိပ္ပံပညာရဲ့သစ္စာတရားဆိုတာတွေတော့ ။တတိကျမမှန်တော့တဲ့ခင်မှာလူမှုရေးရံနဲ့အတင်းနှလုံးကိစ္စမှာအဆုံးသက်ပရမတ်ကိုမြင်နေဆိုတဲ့ကုကုကုခန့်တိတာပမောက္ခရီအားကြောင့်လည်းတော့ပေါ်နေလေ။ဘာလဲတငေချင်းကုမိယန်တို့မင်းကကုကုကုခန့်တိတာပမောက္ခလို့ဆိုလို့ရလား။မောင်ပေါအသေးပဲကောက်နေလေ။တို့မူတောင်းပြောနေတာလူတွေဝင်မရှုပ်သင့်ဘူးထင်တယ်။ကျွန်တော်တောင်းမှန်ရတယ်။မင်းမှန်နေညိမ့်မောင်ငါကငါတိမ်မှန်ခုမှသဘောပေါက်မိတယ်။ ပြန်ပြီးတော့ဒီလိုမကြည့်ပါနဲ့တကယ်ချင်းငါနောက်နေရမဟုတ်ဘူးမင်းအင်ဂျင်နီယာရဲမယူပဲရထဘူရာပညာဘက်ကိုလိုက်တင်နေထင်းနေဘယ်နဲ့လဲငိမ့်မောင်ဝါရှိတယ်မင်းကတကယ်ချီးမွမ်းနေဆိုရင်တော့ငါခုံယူပါတယ်ဒါပေမဲ့တိတ်ပဝင်းမမြင်ခင်ဒါရီပြပုံမြင်တခုငါသွားတရီရမိတယ်သို့ပါတင်ရယောခာဘူကောင်းကြီးတခုလုံးနှက်ဆက်သိမြင်နေနဂတဘေးကပညာရှင်ဤတူရှိတဲ့တညမှာဒီပုဂ္ဂိုလ်ကကျေတာရရရဲ့သွားလဲလာလဲကို ညောင်ကြီးလိလာမှတ်သားလမ်းလျှောက်ရင်းရေရင်းတစ်ခုတွေကျသွားတယ်ပညာရှင်ညကဲပါယူပါတစားစားအော်နေတော့အစာလာရှာတဲ့မြေခွေးကကြိုးကြောင်ပြီးတော့လက်ခတ်တာပေကပညာရှင်ညသူဖြစ်ရပုံစက်စုံခင်းပြောတယ်မြေမောင်စကားကိုခဏရက်ပြီးရင်မောတယ်မြေမောင်သူ့စကားကိုဘသူပွဲကြရည်တဲ့မရည်တဲ့မှုမထားနားထောင်သူရှင်ရင်ကြည်နဲ့ပြီးသူ့ဘာသာသူရင်းနေနိုင်တဲ့လူစားမျိုးပဲအခုလဲသူ့ဘာသာသူရှင်တို့အားရမှစကားဆက်တယ်အဲဒီတော့မြေခွေးကဆိုတဲ့ တင်းနက္ခတ္တဗေဒပညာရှင်အတင်းကမိုးပြင်းရောသိတယ်။မြေပြင်တော့မသိ။ကျေတာယာရောမြင်တယ်။ရေရင်းတော့မမြင်။တင်းကငါကဲဖို့မလိုတော့ဆိုပြီးတော့ထွက်သွားတယ်။ယင်းဒီကုန်းဘက်ကနေကားတက်လာ။ကျွန်တော်မြင်းမောင်ရဲ့ပခုံးကန်ပြီးတော့မေးမိတယ်။မြင်းမောင်မင်းဘာရီစိုးနေပြန်လဲ။ဘယင်းလေးတွေဖွက်နေပြန်ပြီလား။မြင်းမောင်သူ့ပခုံးထက်ကကျွန်တော်လက်ကိုตาရဖဲချတယ်။သူ့ရဲ့နောက်ဆုံးစကားမှာကျွန်တော်နာမှာစွဲထင်ုံမက ရင်မအစင်ပဲ့တင်ထက်နေတယ်။ ငါဘယ်လိမဖွက်ပါဘူးတငယ်ချင်းမန္တာကိုဝက်ခန့်နေတာပါငါစင်စစ်တော့ရှည်ရင်းနဲ့ကြနစ်နေတယ်လက်ခတ်တာဘေးကပညာရှင်တူပါဒါပါပဲဟောကားဆိုင်ပြီမောင်ပြန်ပြီးတော့ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုကိုဒီနောက်နေ့ပဲရနာကျင်ပါတယ်နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်